ောင်းပြီကျွန်တော်တို့အဲ့ဒီခေတ်ကာလ၄ခုစလုံးအတူချုပ်လိုက်ပထမဗမာနိုင်ငံတော်နိုင်ငံတော်အာဏာဟာဘယင်းဆိုတဲ့ပုဂ္ဂိုလ်တဦးရေရယူထားတယ်ဒုတိယမြန်မာနိုင်ငံတော်အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာအင်္ဂလိပ်အစိုးရကနိုင်ငံတော်အာဏာကိုသိမ်းပိုက်ထားတယ်သူစီမံတယ်လို့ကျွန်တော်တို့ကနေခဲ့ရတယ်တတိယမြန်မာနိုင်ငံတော်ဒီမိုကရေစီနိုင်ငံကျွန်တော်တို့ရွေးတဲ့အစိုးရကကျွန်တော်တို့ကိုအုပ်ချုပ်တယ် ကျွန်တော်တို့တင်မြောက်ထားတဲ့လူတွေကပဲကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့ကြိုက်တဲ့လူပဲကျွန်တော်တို့ကိုအုပ်ချုပ်ခွင့်ရတယ်နိုင်ငံတော်အာဏာကျွန်တော်တို့ပြည်သူလူထုလက်ထက်မှာရှိတယ်တတရမြန်မာနိုင်ငံတော်ကျွန်တော်တို့နိုင်ငံတော်အာဏာကိုပိုင်တဲ့နိုင်ငံတော်ရဲ့နိုင်ငံတော်အာဏာကို1962ခုနှစ်မှာအတ္တမသိယူလိုက်ပြီးတော့သုဒ္ဓမြန်မာနိုင်ငံတော်ကိုဥနေဝင်တည်ထောင်တယ်နိုင်ငံတော်အာဏာကိုသူအတ္တမလူယူသွားတယ်အဲ့တော့ဒီလေးခင်မှာပထမမြန်မာနိုင်ငံတော်ရှင်မြင်ခဲ့မှာနိုင်ငံတော်အာဏာဟာ ဘရင်တွေပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ပါတယ်ဒုတိယအင်္ဂလိပ်ကသူပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ထားပါတယ်တတိယကျွန်တော်တို့ပြည်သူတွေပိုင်နေဆိုပြည်သူတွေခံစားရပါတယ်ပိုင်ခွင့်ရပါတယ်စရုပ်ထဒီအာနာကိုစစ်တပ်ကသူပိုင်တဲ့အာနာဆိုပြီးတော့သိမ့်သွားပါတယ်ကျွန်တော်ဒီနေရာမှာတခုလောက်ပြောကြပါသေးတယ်တတိပြန်ရလို့ပါအဲ့ဒီနိုင်ငံတော်အာနာဘယ်သူပိုင်တိုက်တယ်ဘယ်သူပိုင်ရမယ်ဆိုတဲ့သဘောတရားကို1948လွတ်လပ်ရေး မယူခင်ရေးခဲ့တဲ့ကျွန်တော်အစပိုင်းမှာပြောခဲ့တဲ့1948ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဏ္ဍမ်းမှာပါတယ်။နောက်လွတ်လပ်ရေးကြေညာဇာတ်မ်းဆိုတာတစ်ခုရှိသေးတယ်။1948စက်တင်ဘာလ24ရက်နေ့မှာလွှတ်တော်ကအတည်ပြုတာသုံးခုရှိတယ်။1948ဖွဲ့စည်းပုံအခြေခံဥပဒေပြီးတော့လွတ်လပ်ရေးကြေညာဇာတ်မ်းပြီးတော့နိုင်ငံတော်တချင်သုံးခုအဲ့ဒီမှာလွတ်လပ်ရေးကြေညာဇာတ်မ်းမှာစာပိုင်းနံပါတ်5မှာပါပါတယ် မြန်မာနိုင်ငံဟာပမာနိုင်ငံလို့ရေးတယ်ပမာနိုင်ငံဟာလူတဦးတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့ဒုတိယဆက်ရေးတယ်တစ်ဆက်တည်းပဲဒီတိုင်းပဲမြန်မာနိုင်ငံဟာလူတစုတစ်ဖွဲ့ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့တတိယစလုံးချက်မှာမြန်မာနိုင်ငံဟာမြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးပိုင်တဲ့အမွေအနှစ်သာဖြစ်တယ်ဆိုပြီးတော့သူတို့ရေးထားပါတယ်အဲ့တော့အမှန်နိုင်ငံဟာ လူတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးလူတစုပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဗမာနိုင်ငံသားအားလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာအင်္ဂလိပ်အစိုးရရှိကလွတ်လပ်ရေးယူစဉ်အခါကရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာဒီတိုင်းရေးထားတယ်ပြီးတော့1948ခုဖွဲ့စည်းပုံချာဥပဒေပုံမှန်၃ပါးနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှာပဲတည်တယ်တဲ့တနည်းအားဖြင့်နိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ဟာနိုင်ငံသားတွေဖြစ်တယ်လို့တိတိကျကျရေးထားတယ်အဲ့ဒါပုံမှန်၃ ဥပမာ၄မှာပဲလို့ရေးထားသလို